ခုဒီဗီဒီယိုကြည့်နေတဲ့သူတွေမှာဂျပန်ရောက်နေတဲ့အမားတွေညီမတွေပါလို့ရှိရင်ဒီမှာဗီဒီယိုလေးကိုကြည့်ွားပြီပေါ့နော်အာဒါခုကြုံလက်တွေ့ကြုံနေရတဲ့သူတွေရှင်လည်းရှိတယ်မြေနောက်ကြုံလာလို့ရှင်လည်းဘဟုတုတနေနဲ့သိအောင်ပေါ့နော်အမ်ခုညီမဒီဂျပန်မှာနေထိုင်နေတဲ့อืมဒီအမှုလေးတစ်ခုရင်ဆိုင်နေရရပေါ့เนาะအမှုရင်ဆိုင်နေရဆိုမှဒါညီမဘက်ကတည့်ရလို့အနေနဲ့တရားဆွေးလာတဲ့အမှုလေးတစ်ခုအကြောင်းပြောပြခြင်းလို့မပြောခင်မှာတကယ်လို့အခုပေါ့เนาะညီမတို့ညီမလူမျိုးတွေကဟို ကြောက်တက်တယ်ပေါ့နော်ကြောက်တက်တယ်တခုဆိုလို့ရှိရင်မပြောရဲပဲနဲ့ရင်ကုန်နှုတ်ပိတ်နေတာများတယ်ပေါ့နော်အဲ့တော့တကယ်လို့အလုတ်ထဲမှာကိုအီဂျီမဲရူလုတ်တဲ့ဟာတွေနောက်ကိုကြခရတာအောင်ဆာဝါရူခုတ်တော့ပေါ့နော်အဲ့လိုလုတ်တဲ့လူတွေရှိလို့ရှိရင်တရားဆွဲဖို့မကြောက်ပါနဲ့တရားဆွဲဖို့မကြောက်နဲ့ဘာလို့ဒီမောက်ခိုင်ကော့လူတွေအများဆုံးပေါ့နော်ခိုင်ကော့လုတ်နေတဲ့လူတွေအများဆုံးအဲ့လိုကိစ္စမျိုးရှိလို့ရှိရင်ဂျပန်နိုင်ငံတရားဥပဒေအရအပြည့်အဝတာဝန်ယူပေးရပေါ့နော်ညီမလည်းအစားမပြောရဲဘူးဒါပေမဲ့လည်းအင်း ဒါမပြောမဖြစ်လို့အမှုမဖွင့်မဖြစ်လို့ဖွင့်လိုက်ရတဲ့အခြေအနေမျိုးပေါ့နော်။ဒါမဖွင့်လို့ရှိရင်လည်းသူတို့ဘက်ကတရားလွန်လာတာပေါ့။ဒါဆိုတော့ဂျပန်မှာနှာဘူးတွေများတယ်လीနော်။ဒါအခုကဂျပန်ရဲ့တည်င်းနေမှာလေငြေရန်ဒီတိုင်းတက်နေရမျိုးတွေရှိတယ်။အလုပ်ထဲမှာလည်းနှာဘူးတွေရှိသလိုပြင်မှာလည်းနှာဘူးတွေများတယ်လीနော်ဂျပန်ကအဲ့လိုနှာဘူးတွေကလည်းကိုယ့်ဘက်ကငြိမ်ခံနေလို့ရှိရင်သူတို့ကပို့ပြီးအသင့်ရဲလာတယ်ကွာအလုပ်ထဲမှာဆိုပေမဲ့လေသူတို့ကပို့ပြီးလှုပ်ရဲလာတယ် အဲ့အဓိကသူဂျပန်လူမျိုးအချင်းချင်းဆိုလို့ရှိရင်မလုပ်ဘူးဘာလို့ဆိုတော့ညီမဂိုက်ကူကူချင်းတွေပေါ့အဓိကထားတာပေါ့နော်ဂိုက်ကူကူချင်းတွေအဓိကထားပြီးတော့သူတို့ကအီဂျီမဲလို့လုပ်တဲ့ဟာတွေနော်ညီမတို့ဒီခါရတာဆာဝါရုကုတုပေါ့နော်အဲ့လိုမျိုးရှိတယ်ပေါ့နော်ဒါတော့ခိုင်ကောတော်တော်များများလုံနေတဲ့သူမှလည်းအဲ့လိုပြဿနာမျိုးတွေရှိမယ်လို့တော့ထင်တာပဲပေါ့နော်။ဂျပန်လူမျိုးတွေက အရန်ဟန်ဆောင်ကောင်းတယ်ဒါကတော့လူတိုင်းသိရွာဂျပန်ရောက်နေလူတိုင်းသိရအရန်ဟန်ဆောင်ကောင်းသူတို့မျက်နှာလေးကအမြင်နဲ့ပြုံးနေပြီမဲ့သူတို့အသွေးစိတ်ကိုဘလုံးဝမမြင်နိုင်ဘူးကွာသူတို့အရန်ဟန်ဆောင်အဲ့လိုထိဟန်ဆောင်ကောင်းနေကွာသဘောကောင်းနေပုံစံမျိုးတွေပေါ့ကွာတိလာအဲ့ဒါထားလိုက်တော့အခုဖြစ်တဲ့အမှုကိုဆက်ပြီးပြောပြမယ်ကွာညီမဒီအခုအလုတ်ပေါ့နော်ဒီအလုတ်ဝင်တာအခုနေဆိုလီလာရှိသွားပြီပေါ့နော်လီလာရှိသွားပြီအလုတ်မှာက BNN အမ9ယောက်ရှိရေညီမလူမျိုးကတော့ညီမတယောက်တည်းပေါ့နော်ညီမတယောက်တည်း တော့စဝင်သွားဆိုလို့ရှိရင်ကိုကမြန်မာလူမျိုးလည်းမရှိဘူးဆိုတော့အားငယ်တာပေါ့ကွာအားငယ်တော့ BNN လူမျိုးတွေကနည်း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 ခြေတဲ့ပုံစံမျိုးတွေပေါ့နော်ခြေတဲ့ဒါမှလည်းအလုပ်တွေက BNN မတွေကတော့သဘောကောက်ပါတယ်မသိကြရတော့နည်းနည်းခြေတဲ့ပုံစံမျိုးဖြစ်တယ်ဆိုရင်ပဲပေါ့နော်အဲ့လိုပဲသူအခုဖြစ်တဲ့ ESM ထားပါတော့ ESM ကအခုအသက်က40ရှိသွားပြီအသက်40ပေါ့နော်သူကအရန်သဘောကောက်တာကွာအရန်သဘောကောက်တာညီမတို့ ီတင်ပြီးရဲ့ခါမျိုးအရန်သဘောကောင်းနေအဲ့လိုနှွေးထွေးတဲ့ပုံစံမျိုးပေါ့ကွာဘေးရရင်စပြီးတော့ तू ကစပြီးတော့အဲ့လိုမျိုး तू နှာဘူးပေါ့စကေးပဲဆိုတာဘလို့စတိလဲဆိုတော့တုံးလာပိုင်းမှာညီမဒီ accident တစ်ခုဖြစ်ပြီးတော့အဆင်းုံသွားမယ်ဆင်းုံသွားတဲ့အချိန်မှာ तू ကလိုက်ပို့လိုက်ပို့တဲ့အချိန်မှာညီမနှစ်သိပ်တလူလူနေပေါ့ညီမပေါအောင်လူရရှိရရှိလို့တာပေါ့ညီမပအောင်ပွတ်တာပေါ့နော်ပွတ်တယ်အဲ့ချိန်မှာကဟေးဘလူကြီးလဲပေါ့နော်ကောက်မှလည်းသူနဲ့ကိုယ်နဲ့နှစ်ယောက်ထဲပေါ့နော် အဲ့လိုနဲ့မှကိုကသူ့ဟာသူစကီပဲပဲဆိုတာတိလိုက်တာပေါ့နော်အဲ့လိုနောက်ပြီးအလုတ်ထဲမှာဆိုလို့ရှိရင်လေသူကအဲ့လိုပဲကွာအရင်တော့ဆိုလို့ရှိရင်ပခုံးလေးခြိုက်နာလို့အဲ့လိုကြောလေးခြိုက်နာလို့ဝိုင်းမျိုးတစင်ကြီးတစင်ကြီးညီမကိုခါလို့နောက်ဆုံးပဲတိလိုက်ဆိုညီမကိုတင်ဘာတိရောက်လာကွာအဲ့လိုတင်မကိုဒိုင်ကြောဘူးတလေ ဒါကြောင့်သူကိုနှစ်တိတ်ဂျပန်နဲ့ရောရှိရောရှိလုပ်တယ်ကွာခေါင်းနေသူကခေါင်းကိုရောရှိရောရှိလုပ်တော့မဟုတ်ဘူးတင်မကိုရောရှိရောရှိလုပ်တာကွာကိုလန့်သွားတာပေါ့ကွာတိလာပြောလည်းမပြောရဘူးဆိုတော့ညာသူညာဆိုင်လီတာဆိုတော့ကွာညာဆိုင်ဆိုလို့ရှိရင်နှစ်ယောက်ပဲဆင်ရတာလီတာရေညီမရေနှစ်ယောက်တည်းဆင်ရတာ तू ကညာဆိုင်လီတာဆိုတော့ तू နဲ့နှစ်ယောက်ပဲဆင်ရတာကွာတိလာအဲ့ဒီမှာ तू ကအဲ့လိုအဖိုးဖွားတွေကိုကဒီအမှုဆုဟိုလဲနေအချင်းဆိုလို့ရှိရင်အခန်းထဲဝင်လာပြီးတော့အဲ့လိုမျိုးကွာတိလာ ရက်ကြည့်နေရလို့ရက်ကြည့်နေဆိုသူကြည့်ရဲ့အကြည့်ရပါတော့ဒီလိုမျိုးခရတာကိုပေါ့နော်ခန္ဓာကိုယ်ကြည့်တာပါဒီလားအစကတော့သူကိုယ်အဲ့လိုလောက်တာတွေကိုယ်ကြောက်လဲကြောက်တယ်ဘာလို့မှလည်းမပြောရေးပေါ့ဒါမှမဟုတ်သူကတဖြည်းဖြည်းနဲ့ကွာအဲ့လိုမျိုးစိုးပို့ပြီးတော့စိုးလာတော့အဲ့လိုစိုးလာတော့ညီမဘာလို့မှမပြောခင်အဲ့လိုဘီအန်အမတွေကို ပြောတယ်ပေါ့နော်ပြောတော့သူတို့လည်း အဲဗီယက်နမ်မတွေကကြတော့သူတို့ကအသက်ဟို20မှာဒီမောက်ဒီ30ကျော်ပေါ့30ကျော်ဝင်းကျင်35ဝင်းကျင်နေဆိုတော့သူတို့ကပျော်ရဲတယ်ကွာလို့မျိုးသူတို့ခလာတာကိုလာချလို့ရှင်ဒီမထိနေတော့ညီမကြတော့ညီမလူညီမလူမျိုးတွေကြောက်တယ်လေကွာကိုအထက်လူကြီးတွေဖြစ်နေရောကြောက်တာကွာတိလားကြောက်တော့မပြောရဲဘူးသူကဒါပေမဲ့အကြတော့မှသူတို့ကတိရသူတို့ကလည်းတိရအရင်ဒီလုံမှာကွာအလုတ်ထွက်သွားတဲ့သူရှိတယ်သူအဲ့လိုလုံလို့ထွက်သွားတယ်သူကြီးအများကြီးပဲကွာပြီးတော့အဲ့လို သူညီမအလိုမျိုးကတင်မကိုရောရှိရောရှိလုပ်တဲ့အချိန်မှာဂျပန်လူမျိုးအမတယောက်ကလည်းတွေ့ွားတယ်ကွာပြီးတော့ညီမလည်းအဲ့လိုသူနဲ့ညာဆိုင်ဆင်းရမယ်ဆိုလို့ရှိရင်မျက်နာရမ်းမျက်နာပြက်နေကွာမဆင်းကျင်ဘူးကွာဒီလားမပြောလဲမပြောရဲဘူးအဲ့တော့အကုန်လုံးကတိုင်မြင်ပြီးတော့ညီမတို့ဒီမူရှိဆက်စုကောင်းဆောင်ပေါ့နော်ရှိဆက်စုကောင်းဆောင်ကိုပြောတော့ရှိဆက်စုကောင်းဆောင်ကညီမတို့တက်ခေါ်မိတယ်ပေါ့ခေါ်မိတော့ဘယ်လိုလုပ်ချင်လဲဆိုတော့ သူအမှုဖွင့်ကျင်တယ်ဆိုတော့သူတို့ကလည်းအမှုလိုက်ဖွင့်ပြီးတယ်သူလည်းအလုံနားလိုက်တယ်ပေါ့နော်နားလိုက်တယ်ပမာတော့ yes scan သွားပြီးတော့ဒီအကျိုးအကြောင်းပြောပြတော့ yes scan ကလည်းအဲအင်းဆုံးစုံစမ်းစစ်ဆေးရလုပ်ပြီးတယ်ပြီးတော့ဒီဟိုဒီပေါ့ညီမမျက်မြင်သက်သေတယ်မီးတယ်အမှုခိုင်လုံလိုက်ဆိုတော့ညီမတို့အမှုတရားရင်ဆိုင်ခွင့်ပေးတယ်ပေါ့နော်အဲတော့၁၄ရက်နေ့ကယုံကြည်သွားတယ်အဲယုံကြည်သွားပြီးတော့အခုအင်းဒီသူတို့ အမှုလိုက်နေရတယ်ဗျာ။ဒါတော့ကိစ္စရရတော့မပြီးသေးဘူးဆိုပေမဲ့အာသူ့ကိုတော့อืมဒီတရားဥပဒေရတော့အရေးယူမယ်ပေါ့နော်။အရေးယူမယ်။တခုမို့တော့ဘယ်လိုလာအောင်မလဲတော့မသိဘူးဆိုပေမဲ့တရားဥပဒေရသူ့အရေးယူမယ်ပေါ့နော်။အဲ့ဒါကြောင့်မို့အမဒါတော့နောက်ပိုင်းကျလို့ရှိရင်တခုအကြောင်းထုတ်လို့ရှိရင်တော့ပြောပြမယ်ပေါ့နော်။အဲ့တော့ပြောချင်တာကညီမမင်းကလေးတွေကို တခုခုဖြစ်ပြီဆိုလို့ရှိရင်တရားဆွဲဖို့မကြောက်နဲ့အဲ့လိုနှာဘူးတွေနဲ့တွေ့ပြီဆိုလို့ရှိရင်တရားဆွဲဖို့မကြောက်နဲ့ညီမလည်းအစားတော့ကြောက်တယ်ကွာဒါပေမဲ့ကိုယ့်ဘက်မှာအကုန်လုံးရှိနေလို့တော်သေးရဲ့ကွာတိလားဘာလို့စားဖြစ်တော့ဆိုမျက်ရည်ဝယ်ပြီးခြေလက်တွေတောင်တုံနေကွာလေ yes scan ဘာလို့ဆိုဂျပန် yes scan ဆိုလို့တော့အမှကြောက်တယ်ကွာတိလားအဲ့လိုမျိုးတော့အမှကြောက်တယ်ဆိုတော့မှုတွေပါရင်ဆိုင်အမှကြောက်တာပေါ့နော်ဒါပေမဲ့อืมတော့တော့လေလောက်ကြည့်လိုက်တော့လေအင်းအဆင်ပြေသွားတာပေါ့နော်နောက် နာဘူးလေအဲ့လိုမျိုးနာဘူးမထရတော့ဘူးပေါ့အဲ့တော့နောက်ပိုင်းအကြောင်းထူးလို့ရှိရင်ထပ်ပြောပြမယ်ပေါ့နော်